Hello မင်္ဂလာပါရှင်။ကျွန်မမနေ့ကဆိုရင် personality ဆိုတဲ့ type တွေပေါ့နော်အကြောင်းတွေဆွေးနွေးသွားတယ်။အဲ့မှာဟိုရှေ့ပိုင်းကလေးอ่ะပေါ့နော်ကျမတို့ဒီကျွန်မဆွေးနွေးချင်တာကတော့အပြုတ်မှုအကြောင်းတွေအဓိကထားပြီးဆွေးနွေးချင်တာပါ။သို့တော်ညာလဲဒီအပြုတ်မှုတွေဟာဒုတိယချင်းစီမှာရှိရယ်ကိုကြီးကိုသွေးတွေကနေပြီးရော မိမိရဲ့အခံကိုယ်ကြီးကိုယ်သွေးတွေကနေဘာဖြစ်လာအောင်ဆိုရင်ဒီအပြုအမူတွေကထွက်ပေါ်လာတယ် behavior တွေကထွက်ပေါ်လာတယ်ဒါကြောင့်ကျမတို့ဒီကိုယ်ကြီးကိုယ်သွေးလက္ခဏာတွေကိုလည်းသိရှိထားဖို့လိုတယ်နားလည်ထားဖို့လိုတယ်အာသချက်တွေအာနစ်ချက်တွေကိုလည်းကျမတို့သုံးသပ်လို့ရအောင်ဆိုပြီးထင်သင်ဆွေးနွေးပေးခဲ့ခြင်းဖြစ်ပါတယ်အဲ့လိုပဲဒီ personality ကိုမိမိရဲ့ကိုယ်ကြီးကိုယ်သွေးတွေကိုကြီးလာမယ်ကိုမိမိတွေမဟုတ်ပေါ့နော်မိမိရဲ့ကလေးတွေပတ်ဝန်းကျင်မှာရှိတဲ့လူတွေသူတို့တွေရဲ့ကိုယ်ကြီးကိုယ်သွေးတွေ personality ကိုလေ့လာမယ်ဆိုရင် ကျမတို့ temperament ကလည်းအရေးကြီးတယ်။ဒါကြောင့် temperament ရဲ့အကြောင်းကိုလည်းကျမတော်တော်လေးဆွေးနွေးခဲ့ပါတယ်။အဲ့တော့ကြတော့ temperament အကြောင်းကိုလည်းကျမဆွေးနွေးခဲ့ပြီးပြီ။ဒါပင်ကိုဇယိုက်လက္ခဏာတွေဘယ်လိုတွေရှိတော့ဒီလည်းဇယိုက်လက္ခဏာတွေကနေပြီးတော့ကျမတို့ကိုယ်ကြီးကိုယ်သွေးတွေကဖြစ်ပေါ်လာခြင်းနဲ့ဖြစ်တယ်။ဒါဆိုရင်ဒီကိုယ်ကြီးကိုယ်သွေးတွေနဲ့ behavior ဆိုရင်အပြုအမူတွေကတွဲဆက်ပြီးတော့ပါလာခြင်းနဲ့ဖြစ်ပါတယ်။အဲ့တော့ကျမတို့အဓိကပေါ့နော်လူတယောက်သူတယောက်ချင်းစီမှာရှိနေတဲ့ပေါ့နော်။အပြုအမူတွေ ဘီဘီယာတွေအရေးကြီးတယ်ဒီဘီဘီယာတွေကမိမိတူတူတယောက်ချင်းစီမှာရှိရကိုကြီးကိုသွေးတွေကနေပြီးတော့တွေ့ကြုံခန်းစားချက်တွေဘဝနေပြီးတော့ထွက်ပေါ်လာခြင်းဖြစ်ပါတယ်ဒါဆိုရင်ဟိုမျက်နှာကြီးနီလာတာတို့ဒေါသထွက်လွှဲတာတို့ဆိုတာတွေကပေါ့နော်အပြုအမူတွေကပေါ့နော်မိမိရဲ့ခန္ဓာကိုယ်ထဲမှာရှိရဒီအတွေးတွေကနေပြီးတော့မှခန်းစားပြီးတော့မှဒီအပြုအမူတွေကပြစ်လာအောင်စေထွက်ပေါ်လာတာခုန ကင်မရီမန်ဆိုတဲ့ဇေယျလက္ခဏာတွေရှိမယ်အဲ့ဇေယျလက္ခဏာတွေကနေပြီးတော့မှ personality ဆိုတဲ့ကိုယ်ကြီးကိုယ်သွေးတွေအဲ့ဒါတွေကိုအခြေခံပြီးတော့မှဒီအပြုတ်အမူဆိုတဲ့ behavior ဟာဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်အဲ့တော့ကြာတော့ကျွန်တော်တို့ဒီဆက်ပြီးတော့လေ့လာသွားမှာအပြုတ်အမူ behavior အကြောင်းဖြစ်ပါတယ်ရှင်ဒါဆိုရင်အပြုတ်အမူဘယ်လိုအပြုတ်အမူတွေရှိတော့ဆက်ပြီးလေ့လာသွားမယ်ကျွန်မဒီအပြုတ်အမူ ness ပတ်သက်ပြီးတော့နော်ဆွေးနွေးမယ့်အကြောင်းအရာလေးတွေကိုပထမဦးဆုံးဆွေးနွေးပေးခြင်းပြုပါရှင်ပထမဦးဆုံးကအပြုမူဆိုတာဘာလဲအပြုမူအပြုမူ ਨੇ ပြောနေကျွန်တော်ပြောနေကြရတယ်ဒီအပြုမူဆိုတာဘလို့အမျိုးလေးကိုပြောတာတော့ဆိုတာကိုကျွန်တော်ဆွေးနွေးပေးပါမယ်အပြုမူနဲ့ဆိုင်တဲ့အကြောင်းအရာလေးပေါ့နော်ဆွေးနွေးပေးမယ်နောက်တစ်ခုကကြာဒုတိယတစ်ခုကအပြုမူဖြစ်စေတဲ့အကြောင်းအရာလေးဒီလိုမျိုး behavior ကိုဖြစ်ရတာဟာဘလို့အကြောင်းရင်းနေကြောင်ဖြစ်တာတော့ဆိုတာလေးကိုကျွန်တော်ဆွေးနွေးပေးပါမယ်ဒုတိယအနေနဲ့တတိယအဆင့်ကကြာတော့ ဒီလိုမျိုးဒီပေါ့နော်ကျွန်တော်တို့အပြုအမူတွေကိုအဲပြောင်းလဲဖို့လုပ်ကြတယ်အဲဆောင်ရွက်ကြတယ်ပေါ့နော်အခြေအနေမျိုးမျိုးမှာအဲ့ဒီလိုမျိုးလုံဆောင်ကြတဲ့အခါမှာအပြုအမူကိုပိုကောင်းမွန်တဲ့အပြုအမူတွေဖြစ်အောင်ဆောင်ရွက်ကြတဲ့အခါမှာတိုက်တွန်းအားပေးမှုဆိုတာအရေးကြီးပါတယ် reinforcement ဆိုတာအရေးကြီးတယ်ဒီတိုက်တွန်းအားပေးမှုတွေဆိုတာဘာလို့ပေါ့ဒီအားလေးကိုလည်းကျွန်မထည့်သွင်းဆွေးနွေးပေးပါမယ်နောက်တစ်ခုကကြတော့ ဲ့အပြုတ်မှုတွေမှာကျမတို့ကောင်းတဲ့အပြုတ်မှုတွေဖြစ်နေတော့အကောင်းဆုံးပေါ့နော်ဒါပေမဲ့အဲ့လိုလေဖြစ်နေဘူးကတော့ဒါဖြစ်နေမှာမဟုတ်ဘူးအားတကြဲအနေကျတဲ့အဲ positive thinking တွေရှိသလိုပဲ positive behavior တွေရှိသလိုပဲ negative behavior တွေလည်းရှိနေမှာပါဒါဆိုရင်အနှုတ်သဘောဆောင်တဲ့အပြုတ်မှုတွေကိုပြောင်းလဲစေဖို့အတွက်ဘာတွေလှုပ်ဆောင်ပေးရမလဲဆိုတာလေးကိုလည်းဆွေးနွေးပေးပါပါရှင် နောက်တစ်ခုအပြုအမူရဲ့လုပ်ငန်းတွေဆိုတာဘယ်လိုလုပ်ငန်းတွေတုံးဆိုတာအောက်လဲကျွန်မဆွေးနွေးပေးသွားပါမယ်။နောက်တစ်ခု ABA type တွေရှိမယ်။ ABA type တွေရှိမယ်ပေါ့နော်။ဒါလေးတွေကလည်းအင်တန်ကိုရေးကြည့်ပါရဲ။ဘယ်လိုလုံဆောင်မလုံဆိုတာလေးတွေကိုလည်းကျွန်မဒါဆက်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါရဲ့ရှင်။အဲ့တော့အခုဆိုလို့ရှိရင်ဒီဆွေးနွေးပေးမယ့်အကြောင်းအရာ၅ခု၆ခုပေါ့နော်။ဒါကျွန်မပြောပြလို့ပြီးသွားပြီ။နောက်ဆက်ပြီးတော့ကျွန်တော်အပြုအမူရဲ့ ပေါ့ကျောင်းရံလေးကိုကျမတို့အပြုမှုဆိုတာဘာလဲဆိုတာလေးကိုဆွေးနွေးတော့ပြတော့ပါမယ်အပြုမှုပေါ့နော်အပြုမှုဆိုတာတဲ့သူရဲ့ပြောတာပေါ့နော်ကျမတို့ဒီဟိုတုံးသက်တာအဆလို့ရှိရင်သူတို့ YouTube နဲ့တရားနဲ့အပြုမှုတွေမတူကြဘူးမိမိကအခြေအနေတကူကို ဖြစ်ပေါ်လိုက်တယ်ဖြစ်ပေါ်လိုက်တဲ့အခါမှာဒါအပြုံးပြရမှာလားဒါငိုလဲရမှာလားဒါဒေါသထွက်လဲရမှာလားဆိုတာကိုမိမိရဲ့အုံနောက်ထဲမှာ process လောက်ဆောင်တယ် လုံးဆောင်ပြီးတော့မှအပြုတ်မူအနေပြီးတော့ဒါမိမိရဲ့တငယ်ချင်းပေါင်းတဲ့မိမိချစ်ခင်တဲ့သူဆိုရင် ပြုံးပြလိုက်တာပေါ့အဲမိမိကဒီလူကိုတိတ်ပြီးတော့မကြည်လင်ဘူးအဲအချိုးလည်းမပြေတဲ့သူပေါ့နော်မိမိရဲ့အတွေးထဲမှာအချိုးမပြေတဲ့သူဆိုရင်တော့ဒါက တကယ်ကိုပဲမျက်နှာသားရဲ့တင်းပြီးတော့ပေါ့နော်ဒါတကယ်ကိုမကျင်းမနှက်တဲ့လက္ခဏာပေါ်သွားမှာပေါ့အဲအဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်တကူကူကိုထိခိုက်ခံစားရတယ်ဆိုရင်တော့ဗာဖြစ်လိုက်လို့ငိုချလိုက်မှာငိုချတယ်ဆိုတဲ့အပြုတ်မှုကိုပြုတ်မှုလိုက်မှာပေါ့နော်အဲ့တော့ကြတော့ဒီအပြုတ်မှုဆိုတာပေါ့နော်လူတူတယောက်ကအခြားသူအပေါ်မှာပြုတ်မှုပြတတ်နေတဲ့နီးလန်းနေဖြစ်တယ်တဲ့ခုနလိုပေါ့နော်ဟိုမိမိရဲ့တငယ်ချင်းမိမိချစ်ခင်နှစ်သက်တဲ့သူဆိုရင်ပြုံးပြလိုက်မယ် เออเอลุหมอบูมิมี่เนี่ยดาปอเนาะโหดีสိတ်ขันษาเจ็ดดีเนี่ยปอเนาะดาใส่ไม่ก้าวเสียเลยผิดลงงูช้าไล่มั้ยดาမျိုးတွေอ่ะလဲปอเนาะဒီမိမိရဲ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးတော့တခြားသူတွေအနေနဲ့တခြားသူအပေါ်မှာပြုမူလိုက်တာပါအဲ့တော့မိမိရဲ့မှာရှိတဲ့ကလေးတွေပေါ့နော်ကလေးတွေဘာလို့ငိုတာတော့သူတို့တွေဘာလို့ရီတာတော့ဒါလေးတွေကလည်းသူ့မှာဒီလိုမျိုးအကြောင်းလေးတွေကြောင့်မိမိရဲ့ သူတို့တွေရဲ့ခန္ဓာကိုယ်ထဲမှာရှိရဲ့ခံစားချက်တွေကနေပြီးတော့မှမျက်နာပေါ်မှာပေါ်လာပြီးတော့ခန္ဓာကိုယ်ကနေပြီးတော့မလုပ်ထောင်စီရင်အဖြူအမူအနေနဲ့ပြန်လဲဖော်ထုတ်ခြင်းဖြစ်ပါတယ်ဖော်ထုတ်ပေးခြင်းဖြစ်ပါတယ်အဲ့ဒါတွေကခြေပိုင်းမှာရှိရဲ့ကျမဆွေးနွေးခဲ့တဲ့ဒီကျမတို့ဒီပေါ့နော်ဇယိုက်လက္ခဏာတွေကိုယ်ကြီးကိုယ်သွေးတွေနဲ့ တဟွာပေါ့နော်ဆက်ဆက်နေရပါအဲဒါကလည်းအပြုမူရဲ့အဓိပ္ပာယ်ကိုကျွန်မဆွေးနွေးရင်းနဲ့ဒါရှင်ဟိုဒါလေးကိုချိတ်ဆက်ပြီးတော့ကျွန်မတို့တွေးခေါ်လို့ရအောင်လို့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့အပြုမူဆိုတာပေါ့နော် तू က sorry အပြုတ်မှုဆိုတာအနေတိုင်းနဲ့လဲဆိုင်နေပေါ့နော်အနေတိုင်း contacts အနေတိုင်းမိမိဘလို့နေတာတော့မိမိဘလို့တွေးခေါ်တာတော့မိမိရဲ့ဒီပေါ့နော်မိသားစုရဲ့နေထိုင်ပုံတွေကဘလို့နေတုံးပေါ့နော်ပုံစံတွေရှိမယ်အဲ့ဒီနေထိုင်တဲ့ပုံစံတွေပေါ်မှာမူတည်ပြီးတော့လေအပြုတ်မှုတွေအထွက်ပေါ်လာတယ်အဲ ဒီပေါ့နော်ကျမတို့ဒီမိသားစုကကိုပဲရည်ရည်ရင်းရင်းနှီးနှီးနဲ့နွေးနွေးထွေးထွေးရှိတဲ့မိသားစုဆိုရင်သူ့ရဲ့အပြုမူတွေကလည်းရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးနဲ့ရှိတဲ့အပြုမူတွေဖြစ်ပေါ်လာဖြစ်ပေါ်လာမယ်မိသားစုကကြမ်းကြမ်းတန်းတန်းဆိုရင်လည်းသူ့ရဲ့ဒီပေါ့နော်ကလေးရဲ့အပြုမူတွေကလည်းကြမ်းတန်းတဲ့ဇဲလက္ခဏာတွေထွက်ပေါ်လာမယ်ဒီလိုမျိုးအပြုမူတွေကလည်းမိမိနေထိုင်တဲ့အနေထိုင်နဲ့လည်းဟိုနေထိုင်ရတဲ့ပတ်ဝန်းကျင်နဲ့လည်းသက်ဆိုင်မှုရှိပါတယ်တဲ့နောက်တစ်ခုကကြတော့ သူကဒီအပြုတ်မှုဆိုတာပေါ့နော်အကြောင်းအရာတွေစူပေါင်းပြီးမှဖြစ်ပေါ်လာရတဲ့ရက်လက်ပြရှိတယ် combination of factors ခုနကပေါ့ကျမစနေတဲ့ထဲမှာပါတာဟုတ်အဲသူတို့ရဲ့ pingo ဇယိုက်လက္ခဏာဆိုတာမွေးရပါဗီဇာလက္ခဏာအဖေ့ရဲ့ဗီဇာအမေ့ရဲ့ဗီဇာဒီဗီဇာတွေကဖြောက်ပြက်ပြလို့မရဘူးလေဒါကျမတို့ဖေဖေဆိုငငယ်တော့ကကျမတို့စုံးမာတာတမီး ကျန်တာတွေကိုပြင်လို့ရမယ်ကိုကြီးကိုသေးကိုပြုပြင်ပေးလို့ရမယ်ဗီဇာလက်ဇယိုက်လက္ခဏာဆိုတာမိဘမှာရှိရဲ့ဗီဇာဇယိုက်လက္ခဏာအသာသမီးစီကိုရောက်လာတယ်။ဒါကြောင့်ဗီဇာဇယိုက်လက္ခဏာအရေးကြီးတယ်ဆိုတာကိုပြည်အမြဲတမ်းခဏခဏဆုံးမစကားကြီးပြောခဲ့တယ်ပေါ့နော်။ကိုကြီးကိုသေးကိုပဲပြင်လို့ရမယ်ဗီဇာဇယိုက်လက္ခဏာအကြပြင်ဖို့ခဲရင်ပါတယ်။ဒါကြောင့်အဲ့လိုမျိုးပေါ့နော်။ ဟိုကိုကြီးကိုသွေးတွေဗီဇဆိုင်လက္ခဏာတွေမိမိရဲ့ပတ်ဝန်းကျင်တွေမှာရှိတဲ့အကြောင်းအရာတွေအခြေအနေတွေပေါ်မှာအဲ့လိုမျိုးရလက်တွေပေါ်မှာရလက်တွေကနေပြီးတော့ပေါင်းစုပြီးတော့မှဒီကအပြုတ်မှုဆိုတဲ့ behavior တွေအဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်တဲ့ဒါကြောင့်သူ့ကို combination of factors လို့ပြောပါတယ်အကြောင်းအရာတွေစုပေါင်းပြီးမှစုပေါင်းပြီးတော့ဖြစ်ပေါ်လာတဲ့ရလက်တွေဟာအပြုတ်မှုနဲ့ဆိုင်းနေပါတယ်တဲ့ နောက်တစ်ခုကတော့အပြုတ်မှုဆိုတာကြိရှုလေးလာလို့ရတယ်ဟုတ်တယ်လေဒီလူကနေပြီးတော့ဒီလူသူပြောရှင်နေတာလားသူမျက်နှာပေါ်ကိုကြည့်လိုက်သူရဲ့လုံဆောင်နေပုံနေသူရဲ့မျက်နှာတွေသူပြောတဲ့စကားလုံးတွေကိုသူအပြုတ်မှုနေတဲ့အပြုတ်မှုတွေကိုကြိရှုခြင်းအပြင်သူရဲ့ခံစားချက်တွေကိုသိရှိနိုင်တယ်ကြိရှုလေးလာလို့ရတယ်သူဒေါသထွက်နေတာလားသူကျင်နေနေတာလား သူမှာခန်းစားချက်တွေပြင်ထန်နေရလားစသည်ဖြင့်ပေါ့နော်အပြုအမူတွေကိုကြည့်ပြီးတော့လေ့လာလို့ရပါတယ်တဲ့ဒါဆိုရင်အခုကျွန်မသွင်းနှွေးခဲ့တဲ့အကြောင်းအရာလေးဒီအပြုအမူဆိုတာဘာလို့ဆိုတာလေးကိုတော့ကျွန်မကသွင်းနှွေးခဲ့ရလေးနဲ့တော့ဒါအစဉ်ပြေနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်အပြုအမူတွေဆိုတာတယောက်နဲ့တယောက်အပြုအမူတွေမတူညီညာဘူးမိမိရဲ့ဒီပင်ကိုယ်စရိုက်လက္ခဏာတွေကိုယ်ရည်ကိုယ်သွေးတွေခန်းစားချက်တွေပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ အခြေအနေတွေရဲ့ရိုက်ခတ်မှုတွေပေါ်မှာမူတည်ပြီးတော့အပြုတ်မှုတွေကလည်းပြောင်းလဲသွားကြတယ်ဖြစ်ပေါ်လာကြတယ်ပေါ့နော်ပြုတ်မှုတွေဟာဖြစ်ပေါ်လာကြတယ်အဲဒါအပြုတ်မှုရဲ့အဓိပ္ပာယ်လေးပါနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီအပြုတ်မှုမှာဆိုလို့ရှိရင်သူကျွန်တော်တို့ဒီမှာဆိုရင်ဒီအပြုတ်မှုတွေကကျွန်တော်တို့ရဲ့ဒီပေါ့နော်ဒီ five senses ဆိုရဲပေါ့နော်ခံစားမှုတွေပေါ့နော်ဒီကမိမိရဲ့ဒီ organ တွေကနေပြီးတော့ထိတွေ့မှုအဲခံစားမှု ကြားသိမှုစသည်ဖြင့်ပေါ်တော့မြင်တွေ့မှုစသည်တွေပေါ်မှာမူတည်ပြီးတော့အပြုမှုတွေရာလည်းဖြစ်ပေါ်လာတာဟုတ်ဒါ five senses ဆိုတာရှေးတုန်းက five senses ပေါ်တော့အခုကျမတို့ခေတ်သစ်မှာတော့ eight senses ရှိပါတယ်အာယုံ၅ပါးနေပြီးတော့မှာအာယုံ၈ပါးဆိုပြီးတော့တုံ့နှုံးကြပါတော့တယ်အာယုံ၅ပါးကိုလှုပ်ဆော်ပြီးတော့မှာတင် जा တည်ယူမှုတွေလှုပ်ဆောင်ရမယ် ခုကြတော့အာယုံ၈ပါးကိုများများအလုပ်ပေးပြီးတော့မှတင် जा တည်ယူမှုတွေလှုပ်ဆောင်ရမယ်ဒါဆိုရင်အောင်မြင်တဲ့အကျိုးရလက်တွေရရှိလာစေတယ်ဒါဆိုရင်သူ့ project ကလေးဘယ်လိုဖြစ်တာရောဆိုကျွန်တော်လေ့လာကြည့်အောင်ဒီမှာဆိုရင် stimulus ဆိုတဲ့လှုံ့ဆော်မှုရှိမယ်ပတ်ဝန်းကျင်ကနေပြီးတော့ပူတယ်ဆိုရင်ဒါပူတဲ့အတွက်ရက်ခတ်တဲ့ရက်တောင်လေးခတ်တယ်ဆိုတဲ့ဒါအပြုမှုလေးဖြစ်ပေါ်လာမှာပဲလေအဲအခုနကဒီမှာရှင်မိုင်းမှာဆွေးနွေးသွားသလိုပဲနှစ်သက်ရင်နှစ်သက်တဲ့အပြုမှုလေးဖြစ်ပေါ်လာမယ်အဲအဲ့ဒီမှာဆိုလို့ရှိရင် ဒီပဝေးကျင်ကနေပြီးတော့လှုပ်ဆောင်မှုတွေပေးလိုက်တဲ့အခါမှာ तू ကအကျိုးဆက်တွေအနေနဲ့ဘာဖြစ်လာမလို့ဖြစ်ပေါ်လာထွက်ပေါ်လာမယ်တုံ့ပြန်မှုတွေဖြစ်ပေါ်လာမယ်အဲ့ဒါဟာမိမိရဲ့ဒီလိုမျိုးတုံ့ပြန်မှုတွေအကျိုးဆက်တွေဟာလှုပ်ဆောင်မှုဖြစ်ပေါ်လို့တော့ထွက်ပေါ်လာတာပေါ့သို့တော်ညာလဲလှုပ်ဆောင်မှုရှိတိုင်းအဲတုံ့ပြန်မှုတွေအကျိုးဆက်တွေဟာလူလူနဲ့တူတူညီတာမဟုတ်ဘူးလေတယောက်နဲ့တယောက်မတူညီကြဘူးအဲလှုပ်ဆောင်မှုတွေရှိတိုင်းပြုမှုတွေပြုမှုရင်မတူညီကြဘူး အဲကျမတို့ကိုယ်ဆိုရာဒီယိုတို့ပူတယ်ဆိုပါဆိုပူတာကိုအဲတုံ့ပြန်မှုချင်းတရားနဲ့တရားမတူကြဘူးလေတရားတချို့ကကြတော့ပူတယ်ဆိုလို့ရှိရင်လည်းပူတဲ့အတိုင်းလေးပဲညီညီလေးပဲပေါ့သူကသူ့ကိုပူတယ်ဆိုတော့သူ့စိတ်ထဲမှာပဲထားလိုက်တယ်မမထုတ်ပေါ်တော့ဘူးပေါ့နော်တုံ့ပြန်မှုသူတုံ့ပြန်မှုမလုပ်ဘူးပေါ့နော်သူတုံ့ပြန်မှုကအေးစေးတာပဲပေါ့နော်တချို့ကကြတော့ပူတယ်ဆိုရက်တောင်လေးနဲ့ယူပြီးတော့ဘာဖြစ်တော့ရက်ခက်လိုက်တယ် အဲတချို့ကကျတော့အဲ့လိုမဟုတ်ဘူးအဲဒီပူလို့ရှိရဒီပူဓာကြီးကိုပဲပေါ့နော်စိတ်ထဲကနေပါးစပ်ကနေထုတ်ပေါ်တဲ့အပြုံမှုနဲ့ပေါ့နော်ကြီးတယ်ပူလိုက်တာကွာရာဒီဥရုကတကယ်ကိုပဲတော်တော်ဆိုးွားလာပါပြီရဲ့တရားနဲ့တရားတုံ့ပြန်မှုတွေမတူညီကြဘူးလေပရောကျိုးဆက်တွေမတူညီကြဘူးဒါကခုနကဘာလေးကြောင့်လို့ဆိုရင်ပင်ကိုဇိုင်းလက္ခဏာတွေကျမတို့ကိုယ်ကိုယ်တွေကြောင့်အပြုံမှုတွေကတစ်ခုနဲ့တစ်ခုမတူညီကြတာအဲ့ဒါလေးကိုကျမဆွေးလို့ချင်းဖြစ်ပါရဲ့ ဒါဆိုရင်နှုတ်ဆော်မှုတွေကြောင့်တုံ့ပြန်မှုတွေအကျိုးဆက်တွေဖြစ်ပေါ်လာတယ်။ဒီ process ကဒီလိုမျိုးလေးပေါ့နော်။လေပတ်နေတယ်ဆိုတာလေးကိုကျွန်မဒီပုံလေးနဲ့ပေါ့နော်ဆွေးနွေးပြခြင်းဖြစ်ပါတယ်။ဒီမှာဆိုရင် ရှုမြင်တဲ့အခါမှာလူတွေရဲ့အပြုအမူကအရေးကြီးတယ်တဲ့အရေးကြီးတဲ့အခန်းကဏ္ဍအဖြစ်ပါဝင်နေတယ်ရှုမြင်မှုမိမိကဒီအကြောင်းအရာတခုကိုဘယ်လိုရှုမြင်မှာတော့ခုနကပြောရာဒီဥတုပူတယ်ဆိုတဲ့အကြောင်းအရာလေးပေါ့ဘယ်ရှုမြင်ပုံကြီးကမတူကြဘူးလေဟိုတချို့ကကြတော့ရာဒီဥတုပူတယ်ဆိုပူလိုက်တာကွာတချို့ကကြရာဒီဥတုပူတဲ့အတွက်ကျွန်တော်တို့တပင်းနေမှာကြာရောက်မဲ့ပိုးတွေအဓိကပူလိုက်တဲ့အတွက်ဒီရာဒီဥတုကနေပူပေးလိုက်တဲ့အတွက်ဒီပိုးတွေကိုကြာရောက်မှုအားနဲ့သွားကြည့်တယ် ဲဒါဆိုရင်မိမိရဲ့ဒီပေါ့နော်ရှုမြင်ပုံနဲ့မတူဘူးပေါ့နော်တချို့ကဒါပူရင်ပူတယ်လို့ရှုမြင်တဲ့သူရှိတယ်တချို့ကဟောဒီလိုမျိုးပူလိုက်တဲ့အတွက်တို့ဟိုပေါ့နော်ဒီပေါ့၆တွေ့ရမယ့်အရာတွေကို၆တွေ့စေတယ်အဲပိုးတွေကိုဒါမကြောက်စေဘူးဒါလည်းတယောက်နဲ့တယောက်မတူညီဘူးဆိုတဲ့အကြောင်းအရာလေးတယောက်ကပူတယ်လို့ရှုမြင်ရှုမြင်မယ်တယောက်ကကြတော့ဒါမိမိတို့၆တွေ့ရမယ့်အရာတွေကို၆တွေ့စေတယ်ဆိုတာလေးကိုရှုမြင်ရှင်ရှုမြင်မယ် နောက်တစ်ယောက်ကကျတော့ဒီအားတွေကပိုးကြားရမှုကိုအားနေစေတယ်ဆိုပြီးရှုမြင်ရင်ရှုမြင်မယ်တယောက်နဲ့တယောက်ကရှုမြင်မှု၃မျိုးဟာခုနပေါ့နော်ကျမတို့ဒီရဲ့မူလရှိတဲ့ပင်ကိုယ်ဇယလက္ခဏာတွေကိုယ်ဤကိုယ်သေးလေးပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားတယ်ဒါကြောင့်ရှုမြင်မှုကလူများရဲ့အပြုမှုပေါ်မှာအရေးကြီးတဲ့အခန်းကဏ္ဍကလည်းပါဝင်နေတယ်ဆိုတာလေးကိုကျမဆွေးနွေးပေးခြင်းဖြစ်တော့ပါတယ်ကုနာကိုကြီးကိုသွေးတွေကျမတို့ဇဲလက္ခဏာတွေကြောင့်အပြုတ်အမှုတွေဖြစ်ပေါ်လာရတယ်ဒီအပြုတ်အမှုတွေဟာလည်း သူတို့ရဲ့ရှုမြင်မှုတွေကလည်းလူအများရဲ့အပြုသူတို့ရဲ့အပြုမှုဟာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာလေးကိုကျွန်မထည့်သွင်းဆွေးနွေးပြခြင်းဖြစ်ပါတယ်။ဒါဆိုရင်လူအများရဲ့အပြုမှုမှာအရေးကြီးတဲ့အခန်းကဏ္ဍဆိုတာရှုမြင်ဘယ်တောင်းကနေသူရှုမြင်မှာတော့ဆိုတာအရေးကြီးတယ်ဆိုတာလေးကိုဆိုလိုခြင်းဖြစ်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်အာယုံတိတယ်အာယုံကနေပြီးတော့သိရှိမှုကိုခံစားရတယ် အာယုံကနေပြီးလို့ရှိရင်တိပြီးရင်သူခံစားမယ်ပေါ့အာယုံကနေပထမဆုံးတိမယ်တိလို့ရှိရင်ခံစားမယ်ခံစားမှုကနေပြီးတော့ကျမတို့ရှုမြင်မှုတွေဖြစ်ပေါ်လာမယ်အဲ့ဒီရှုမြင်မှုကနေပြီးတော့ behavior ဆိုတဲ့အပြုမှုတွေဖြစ်ပေါ်လာတာပေါ့အဲအဲ့လိုနည်းတွေနဲ့ပေါ့နော်ကျမတို့ဒီကဒီ behavior ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော် behavior ဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်လေးကိုကျမဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်ဒါဆိုရင်ကျမတို့ အပြုအမူကဘယ်ကနေဖြစ်ပေါ်လာမှာလဲဆိုရင်ပထမဆုံးသိမယ်သိရနေပြီးတော့သူခံစားမယ်ခံစားပြီးလို့ရှိရင်ရှုမြင်မှုဖြစ်ပေါ်လာမယ်အဲ့ဒါမှတစင်ကျမတို့အပြုအမူတွေထွက်ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ကြတော့ကျမကနေ့ဆိုလို့ရှိရင်ကျမအပြုအမူရဲ့အကြောင်းအရာလေးကိုဆွေးနွေးပေးသွားပါတယ်နောက်နေ့တွေမှာလည်းပဲကျမဒီဥပါနော်ကျမချမ်းကျမဆွေးနွေးပေးပါမယ်လို့ဒီပြောပြထားတဲ့အကြောင်းအရာလေးတွေကိုနောက်နေ့တွေမှာဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်